ရှေးဥစွာဘုရားခင်ရဲ့ကုံတော်ကိုချီးမွမ်းပါတယ်လူတွေဟာဟန်ဆောင်ကောင်းပြီးမျက်နှာဖုံးအမျိုးမျိုးရှိတတ်ကြပါတယ်အားလုံးရဲ့စိတ်ကြွေရမှာသင်ဟာဘလူစိတ်နေစိတ်ထားမျိုးရှိပါသလဲသင်အိမ်မှာနေတဲ့ပုံစံအလုံးမှာနေတဲ့ပုံစံလူမှုကွန်ရက်မှာနေတဲ့ပုံစံနဲ့ဘုရားသခင်မြင်တဲ့သင်ရဲ့ပုံစံကတစ်ထပ်တည်းကြပါသလား ဒီမိခွန်းရဲ့အဖြေဟာကိုကျင့်တရားတမာတိတရားလို့ခေါ်တဲ့အရာနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။တမာတိတရားဆိုတာလူရှိသူရှိမှာဟန်ဆောင်ကောင်းခြင်းမဟုတ်ပဲလူမြင်ကွင်းမှာရောစိတ်ကြွေရမှာပါတထက်တည်းတူနေပြီးစိတ်နှလုံးပြေဝတဲ့အသက်တာနဲ့အသက်ရှင်ခြင်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဘုရားသခင်ရှိမှာတည်ကြည်သောတမာတိကို ဘလို့တိဆောက်ရမလဲဆိုတာနှုတ်ကပတ်တော်ထဲကနေလည်လာသွားကြမှာဖြစ်ပါတယ်အတူတကွဆင်ခြင်လည်လာကြပါစို့တုတ်တန်ချံအခန်းကြီး30အငယ်ကိုဖြောင်းမခြင်းလန်းသို့လိုက်တော်သူသည် အနည်းမှန်လိမ့်မည်ကောက်တော်လန်းသို့လိုက်တော်သူမူကားသဘောထင်ရှားလိမ့်မည် ဤတင်းချက်မှာဂတိတော်တစ်ခုနဲ့အဒီပေးချက်တစ်ခုကို တပြိုင်နက်တည်းပေးထားပါတယ်။သမာဓိတရားနဲ့အသက်ရှင်နေသူဟာကြောက်ရွံ့စရာမလိုပဲလုံခြုံစွာအသက်ရှင်နိုင်ပါတယ်။သူ့မှာဖုံးကွယ်ထားစရာ၊လင်းညာထားစရာမရှိလို့စိတ်ငြိမ်ချမ်းခြင်းရှိပါတယ်။ဆန့်ကျင်ဘက်အနေနဲ့ကောက်ချစ်စင်းလဲစွာအသက်ရှင်သူကတော့ တနေ့မှာသူ့ရဲ့အချင်းစရိုက်အမှန်ထင်ရှားလာပြီးအရှက်တကွေးဖြစ်ရမှာမလဲပါဘူးဒါကြောင့်တမာတိဟာ ကျွန်ုပ်တို့အတွက်အကောင်းဆုံးသောဝိညာဉ်ရေးရာအာမခံချက်ဖြစ်ပါတယ်ဆာလန်ချန်အခန်းကြီး15အငယ်7မှ2အိုထာဝရဖျားတဲတော်၌အဖေသူသည်တဲရပါမည် ။တန်ရှင်းသောတောင်ပေါ်ပေါ်မှအဘယ်သူသည်နေရပါမည်ဟုမူကားဖြောင့်မတ်သောအခြင်းတရားသောအမှုကိုပြုခြင်း၍သစ္စာစကားကိုစိတ်နှလုံးပါလျက်ပြောထသောဖျားသခင်နှင့်ယင်းဤစွာ မိခာယဖွယ်ဖို့အတွက်ဖျက်ခင်ထားရှိတဲ့စံနှုန်းကိုဒီကျမ်းချက်မှာတွေ့ရပါတယ်။ဖျက်ခင်ရှိတော်မှောက်မှာနေခွင့်ရဖို့ဆိုတာ အပြင်းပန်းပါတာရေးလှုပ်ဆောင်မှုတွေထက်အပြစ်တင်ခွင့်နဲ့ခင်းလို့တော့အချင်းဖြောင့်မတ်ခြင်းစိတ်နှလုံးထဲကတစ္ဆာစကားဆိုရဲတမာရီတရားတွေကပိုရေးကြီးရလို့ဆိုထားပါတယ်တုတ်တန်ချံအခန်းကြီးစနစ်အငယ်20မူတာတုံသောနှခမ်းသည်ထောင်ရဖျားဆက်ဆုပ်ရွှာတော်မူဝေဖြစ်၏ တစ္ဆာတရားကိုဆောင်ရှောက်တော်သူတို့မူကားနှစ်သက်တော်မူဝဲဖြစ်ကြ၏။တမာရီတရားဟာ ကျွန်ုပ်တို့ရဲ့နှုတ်ဖျားကနေစတင်ပါပဲ။အသေးဖွဲလင်ညာမှုတွေကအစားကြီးမားတဲ့လိန်လယ်မှုတွေအစုံမူတာအလုံးကိုဘုရားသခင်ဆက်ဆုပ်လို့ရှာပါတယ်။ကျွန်ုပ်တို့ရဲ့စကားဟာယုံကြည်စိတ်ချရတဲ့အခါဘုရားသခင်ကနှစ်သက်တော်မူပါတယ်။ ရှင်မသည်ခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်39တေဤစကားမှာဟုတ်ဒီကို အဟုတ်မဟုတ်ဒီကိုမဟုတ်ဖြစ်စီတော့ဤထက်လုံသောစကားသည်မကောင်းသောအရာနှင့်ဆက်ဆိုင်ပြီ။သခင်ယေရှုကတမာတိရှိသူတယောက်ဟာလင်ညာရှုပ်ထွေးတဲ့ဂရီးတစ္ဆာတွေပြုလုပ်ဖို့မလိုဘူးလို့သင်ကြားခဲ့ပါတယ်။ သူတို့ရဲ့ဟုတ်ကဲ့ဆိုတဲ့စကားတခုကခိုင်မာတဲ့ဂရီတခုဖြစ်ပြီးသူတို့ရဲ့မဟုတ်ဘူးဆိုတဲ့စကားကလည်းမှန်ကန်သောအရာဖြစ်ပါတယ်။သူတို့ရဲ့စကားဟာ သူတို့ရဲ့စိတ်နှလုံးနဲ့တစ်ထပ်တည်းကြပါတယ်။ကောလာတေအိုဝါရာစာအခန်းကြီး3အငယ်23လူဤအမှုကိုယ်သာဆောင်ရွက်တဲ့သူမဟုတ် သခင်ဖျား၏အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေတမျှလို၌စေတနာစိတ်နှင့်ပြုကြလော။တမာတိတရားကို ကျွန်ုပ်တို့ရဲ့အလုပ်ပေါ်ထားတဲ့သဘောထားမှလည်းတွေ့နိုင်ပါရဲ့။လူတွေမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေကျွန်ုပ်တို့ရဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ရပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာလူသခင်အတွက်အလုပ်လုပ်နေတာမဟုတ်ပဲ ရားသခင်အတွက်အလုံးလုံးနေတာဖြစ်လို့ပါစာလံချံအခန်းကြီး15အငယ်လေးစိုးရုပ်တော်သူကိုအယုတ်ဟူ၍စုံမှတ်လျက်ထာဝရဘုရားအားကြောက်ရွံ့တော်သူကိုယူသေးထသောကိုအကျိုးပြရတော်လဲကိုချိန်ဆိုသောတစ္ဆာကလေးကိုမပြတ်တမာရရှိသူဟာဂရီတီပါလေ သူတို့ပေးထားတဲ့ကတိတစ်ခုက ကို့အတွက် အရှုံးပေါ်စေမယ်နစ်နာစေမယ်ဆိုတာတည်တည်တိုင်အောင်အဲ့ဒီကတိကိုမဖြတ်ပါဘူးသူတို့ရဲ့စကားဟာ သူတို့ရဲ့အချင်းနဲ့ထတ်တူကြပါတယ်သုတ်တန်ချံအခန်းကြီး၄အငယ်23နှလုံးသည်အသက်ဤအခြေအနည်းဖြစ်သောကြောင့်ဒီနှလုံးကိုအထူးသဖြင့်ဆောင်ရှောင်းတော့ စစ်မှန်တဲ့ဓမ္မရီတရားဟာအပြင်းမှန်အပြုမှုတသက်မဟုတ်ပဲအတွင်းစိတ်နှလုံးရဲ့အခြေအနေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်ုပ်တို့ရဲ့လှုပ်ဆောင်သမျှအလုံးဟာစိတ်နှလုံးတွေကနေမြစ်ဖြားခံလာလိုပါပဲ။ဒါကြောင့်ကျွန်ုပ်တို့ရဲ့အတွေးခံစားချက်ဤရချက်တွေကိုတန်ရှင်းစင်ကြယ်အောင်အမြဲဆောင်ရှောက်ဖို့လိုအပ်ပါတယ်။စိတ်ကိုယ်ရမှာကြည့်ရှုတဲ့အရာတွေ စဉ်းစားတဲ့အရာတွေဟာကျွန်ုပ်တို့ရဲ့တမာလေးကိုတိဆောက်ခြင်း တမမဟုတ်ဖြည့်ဆည်းခြင်းကို ပြုလုပ်နိုင်ပါတယ်။ဟေဘေဩဝါဒစာအခန်းကြီး9အငယ်26ထိုတို့တော်ယေဘရဟိမင်းသည်တန်ရှင်းစင်ကြယ်၍အငြိအကျေးနှင့်ကင်းလွတ်လျက်အပြည့်ရှိသောသူတို့နှင့်မဆက်ဆံကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍ ငါတို့နဲ့တော်တင့်တော်မူ၏သခင်ယေရှုခရစ်တော်ဟာစုံလင်သောတမန်ကြီးရဲ့ပုံသက်တည်ဖြစ်ပါတယ်ကိုရောရဲ့အကျွေးအပျော်အလုံးအလုံးဟာခမဲတော်ဘုရားရဲ့အလိုတော်နဲ့တညီတညွတ်ခြင်းဖြစ်ခဲ့ပါတယ်ကျွန်ုပ်တို့ဟာ သခင်ယေရှုကိုယုံကြည်အားကိုးပြီးတန်ရှင်သောဝိညာဉ်တော်ရဲ့အကူအညီကို တောင်းခံခြင်းအပြင် ထိုသခင်ရဲ့တဏ္ဍာရနဲ့တူလာအောင်တိဆောက်ခြင်းခံရမှာဖြစ်ပါတယ်။ကောင်းမွန်တဲ့ကိုချင်းတရားသမารီဆိုတာဘုရားသခင်ရှိမှရော လူများရှိမှပါတထက်တဲကြတဲ့အတ္တတာဖြစ်ပါတယ်။သမာဓိတရားရှိခြင်းဟာကျွန်ုပ်တို့ကိုလုံခြုံစေပြီးဘုရားသခင်နဲ့ရင်းနှီးစေပါတယ်။ ကျွန်ုပ်တို့ရဲ့စကားမှာယူသားခြင်းအခြင်းမှာသစ္စာရှိခြင်းစိတ်နှလုံးမှာတန်ရှင်းစင်ကြယ်ခြင်းအပြင်ဓမ္မာတိတရားကိုတည်ဆောက်နိုင်ပါတယ်သစ္စာဓမ္မာတိရှိခြင်းကိုတဏှီထဲနဲ့တည်ဆောက်လို့တော့မရပါဘူးနေ့စဉ်နေ့တိုင်းရွေးချယ်မှုတစ်ခုချင်းအပြင်တည်ဆောက်ရတာဖြစ်ပါတယ်သင်ရဲ့ယူသားဖြောင့်မတ်တဲ့ဆုံးဖြတ်ချက်တိုင်းဟာ သင်ရဲ့မပြိုလဲနိုင်တဲ့ကိုချင်းတရားတမာတိကိုအုတ်ချက်တစ်ချက်ဖြစ်စေဖို့ရာမိငါပါတယ်အချင်းပြီးနာဆင်ပြီးလို့ဂျေစုတမာရယ်အလုံးပေါ်မှာဖြတ်ခင်ကောင်းချီးပေးပါစေအာမင်